ဒီဟာဥကတော့ဖောက်ပြန်တဲ့အကျိုးတွေကိုခံစားနေရပြီပဲဖြစ်ပါ रे အခုမင်းငယ်ကိုယ်တိုင်ကတော့ပြောပြီသူနဲ့ဒီဟာဥမိတ်ခင်ချိန်တုန်းမှာတော့သူ့ကိုရမ်းချစ်တယ်ပြောတယ်ဟလားဒီဟာဥကသူ့ရဲ့ကာမနော်လိင်ဆန္ဒပြည့်စုံဖို့အတွက်လိင်ဆန္ဒပြည့်ဝဖို့အတွက်ဆိုရင်အိခါနီးကြရင်တော့ချစ်တယ်ပြောတယ်အခုတော့ဒဲလေးကိုမချစ်တော့ဘူးလားဘာလားနော်မင်းငယ်ကိုယ်တိုင်ကပြောပါပြီ အခုဒီဟာဦးကသူ့မိမအိမ်ကိုလည်းမပြန်ရဲတော့ဘူးခက်ခက်မှအိမ်သွားပြီဆိုရင်လည်းမင်းငယ်ကတကောက်ကောက်လိုက်ပြီနော်မင်းငယ်စီမှာပဲအခုကတ်တွယ်နေရတဲ့ဘဝရောက်နေပြီနော်ဒီဘဝဝင်ချင်းအတိုင်းဝိုင်းမှာလေလူတွေကတီကုန်ပြီအခုချိန်မှာဒီဟာဦးကတော့ခွေးဖြစ်ပြီနော်သူ့ရဲ့သားလေးကိုယ်တိုင်ကလေအဲ့ဒီအကြောင်းအရာတွေကိုနော်သူ့ဖေကဖောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုဒီဟာဦးကတီမှာအရန်ရန်ကိုစွရင်နေပြီးတော့နော်အိမ်ကိုပြန်သွားပြီးတော့ တကယ်မှာဟိုတောင်းပန်နေလို့တော့လေတောင်းပန်မယ်လို့တော့လေနော်အနောက်ကနေမိငယ်ကတကောက်ကောင်းနေနော်ဒဲလေးကိုမထားခင်းနဲ့ဒဲလေးကိုမင်းညကအိခါနီးကြတော့ချစ်တယ်ဆိုပါညာပြောပြီလေနော်ဆိုတော့အဲ့ဒါကိုသာကြည့်ကြတော့နော်သူတို့ဖောက်ပြန်နေသူကအဲ့ဒီကနေလွတ်မြောက်ဖို့ဆိုတာလုံးဝလုံးဝဘူးမလွယ်ဘူးတော့ဘူးဒါကြောင့်မလို့စန္ဒကိုတိတ်ခါနဲ့ထင်းကြပါနော်မိမိတို့ရဲ့နော်စန္ဒလေးတစ်ခုကြောင်းနေမိမိတို့ရဲ့တိတ်ခါအတွက်နော် အရာရာကိုစွန့်လို့ပြီးတော့ဖောက်ပြန်လိုက်မယ်ဆိုရင်တော့ဖြစ်တဲ့ဘဝလုံးဤဆက်ရတတ်ပါမယ်နော်ဘဝလုံးသူများမျက်နာရှုံတဲ့နှာခေါင်းရှုံတဲ့ဘဝနဲ့ဒီထိုင်ရမယ့်အခြေအနေကိုရောက်ရှိမှပြီဖြစ်ပါတယ်အခုဒီဟာဥရဲ့အခြေအနေကတစ်ခက်မှပြန်လဲပြီးတော့နော်ကျွန်တော်မကယ်ရင်ခွေးဖြစ်မဲ့ဘဝကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်တစ်ခက်မှကလည်းဒီဟာဥကိုတော်တော်လေးကိုစိတ်နာနေပြီနော်အဲ့ဒါတော့မှကျွန်တော်ဒီဟာဥရဲ့ဖောက်ပြန်တဲ့ကိစ္စကိုနော်တူသားလေးပြီးသွားလို့ရှိရင်တော်တော်လေးကို စိတ်ခံစားမှာစိုးလို့နော်စိတ်ဓာတ်ရာကြီးထပ်ပြီးတော့ရမှာဆိုတဲ့အတွက်အကက်ခက်မှာခင်ဗျာမှာဖုံးပြနေရတာအင်တန်မှာဝမ်းနေဘူးကောင်းပါလေဒီလိုချိန်မှာပဲနော်ကျွန်တော်တို့မင်းငယ်ဘက်ကနေလေဒီဟာဦးနဲ့ခက်ခက်မှာကိုဒီဟာဆွဲပြီးတော့သူ့ရဲ့နင်းနာမှုအတွက်နော်ခန္ဓာကိုယ်ပြည့်စုံမှုတွားရောကြီးတွေတောင်းမှုတွားလို့ဆောင်းနေပြီလေဖြစ်ပါရယ်ဗျာဒီဟာဦးနဲ့ခက်ခက်မှာရဲ့ချင်းကြီးကတော့လုံးဝလုံးဝပြန်လိုက်ကောင်းဖို့တော့မချင်းနိုင်တော့မဲ့အချိန်မှရှိနေပါပြီ။ဒါဖြစ်သူရဲ့လောရဲ့ကြောင်းတတိတော်မိသွားခရရတာပါ။ အခုကခဲမာကိုဒီဟာဥယျာဉ်မင်းငယ်ဖြစ်တဲ့ကျယ်စင်ကအသေးလောက်ပါပြီကျယ်စင်ကသူမိဘနှစ်ပါးကိုခေါ်လာပြီးတော့ဒီဟာဥနဲ့ကခဲမာကိုသူ့ကိုတာဝန်မယူလို့ဆိုပြီးတော့တရားစွဲပါပြီ သူသမီးကို ကာမလိန်လဲခဲ့တယ်ဆိုပြီးတော့ကျယ်စင်ရဲ့အမေနဲ့အဖေက လာပြီးတော့ငွေညစ်တဲ့သဘောပေါ့တဖက်မှာလေဒါဖြစ်သူကလေငယ်စင်ကကလေးကပင်စိတ်ဒဏ်ရာတွေနဲ့ကြီးပဲသူ့မိနဲ့အဖေပေါ်မှာရှိနေခဲ့တော့ သူ့မိရဲ့စကားကိုနားထောင်ဖို့မပြောနဲ့ဗျာကောင်းမလေးတောင်ထားခဲ့သေးတယ်နော်ကောင်းမလေးထားတာတော့ကောင်းမလေးနဲ့ယူမယ်လို့တော့ခက်ခဲမှခမရမဒီဟာဦးကိုသူအရယူခဲ့တယ်လို့မျိုးပဲသူစီကနေသူ့သားလေးနဲ့နေထိုင်ရတာတနစ်တောင်မချသေးဘူးခုလိုမျိုးဆွဲထုတ်ခံရတော့မှလားဆိုပြီးတော့သူ့သားကလည်းသူနဲ့လာမပတ်သက်ဖို့ဒေယပီဒီရဲ့သူ့အပေါ်မှာစိန်ရပြီးတော့နားလည်မှုတွေလွဲနေတာဖြစ်တဲ့အတွက်ခက်ခဲမှကတော့အတော်လေးကိုလောကဒဏ်ကိုမခံနိုင်တော့ဘဲနဲ့ အသက်တောင်ပိဆိုင်ရမယ့်နေသားမှာရှိနေတာပဲဖြစ်ပါရယ်ခက်ခဲမှနဲ့ဒီဟာဝီအခြေအနေကဆက်လန်းဆုံးတဲ့အထိအဆင်မပြေတော့ပါဘူးဒါကြောင့်မလို့ယောက်ျားရီစင်ကျင်ကြပါမမိဟာမမိအိမ်မှာရှိတဲ့ဇနီးဖြစ်သူနဲ့အဆင်မပြေရင်တော့နားလေမှုတော့သဘောထားကွဲလွဲမှုတွေရှိရင်တော့ဖောက်ပြန်မှုအတွက်တော့မကြိုးစားကြပါနဲ့ဖောက်ပြန်မိပြီဆိုရင်အဲ့ဒီနိုးနေကနေပြန်လေယုံထက်မှုဆိုတာကလုံးဝလုံးဝခက်ခဲသွားပါပြီเนาะ ခုကမရင်ငယ်တွေတတော်များများကပိုင်းရှင်ရှိမှန်သည့်ဧသားနဲ့မရှောင်ချတာများတယ်။အထူးသဖြင့်တော့နော်မမီတို့ရဲ့ပစ္စည်းဥစ္စာကိုမက်လို့နော်ခုလိုမျိုးချီးကပ်ကြတာကချင်းကပ်ကြတာက များပါတယ်။ဒါကြောင့်မလို့နော်လုံးဝမဖောက်ပြန်ချပါနဲ့။ဖောက်ပြန်မိပြီဆိုရင်အဲ့ဒီနုံတွေကနေထွက်ဖို့တော့လုံးဝလုံးဝကိုခက်ခဲသွားပါလိမ့်မယ်။အမားကိုပြန်တိလို့နော် အမှန်ကိုပြန်လည်ပြင်ဆင်ရင်တော့ပေါဝင်ခြင်းမှာမမိကိုဘလို့မျက်လုံးတွေနဲ့ကြည်နေကြမလဲ။ဘီဒီကကျတော့ဖောက်ပြန်နေသူက ခဏခဏဖောက်ပြန်မှုတော်ဝင်လေးတာမဟုတ်ဘူးဒါကြောင့်မလို့မမိဆန္ဒကိုမမိတိတ်ခါနဲ့ထိန်းချပါအခုဒီဟာဦးလေအဲ့လိုမျိုးဒုက္ခရောက်ပြီလေသူ့ကိုအပိုင်းတတ်ထားတဲ့ကျဲစင်ကသူနဲ့ခက်ခက်မှခွေးဖြစ်အောင်တရားဆွဲဆိုပြီးတော့လုံနေပါပြီနော်ခြေနေကတော့မဟန်တော့ပါဘူးဒါကြောင့်မလို့ဒီဇာကားလေးကိုကြည်ကြားဖြစ်အင်းထောင်ပြူတဲ့သူတွေလည်းစောစောစီစီအင်းထောင်မပြူကြနဲ့မမိမောင်ငွေကြီးအစီအမေမနော်အခြေအနေတစ်ခုရောက်မှအင်းထောင်ပြူကြပါ မဟုတ်လို့ရှိရင်ခုလိုမျိုးပြဿနာတွေဖြစ်လာနိုင်နေယောဂမနဲ့ချွေးမကြားကပြဿနာလေးနော်ဒီငန်းစာယူကြပါယောဂမတွေဟာလေချွေးမတွေအပေါ်မှာဆိုရင်ရဟန်းနိုင်ချင်တာပဲနော်တမက်နဲ့ယောဂမအစင်မပြေတာတော့ရှားပါတယ်တမက်ကိုကြတော့မျက်နှာသာပေးတယ်နော်အဓိကအကြောင်းရင်းတော့ကိုယ့်ရဲ့သမီးမျက်နှာငယ်ရမှာဆုလို့ကိုယ့်ရဲ့သမီးဒုက္ခရောက်မှာဆုလို့အထာခံရမှာဆုလို့နော်ကျွန်တော်တို့တမက်ကိုမျက်နှာသာပေးကြရီနော်ချွေးမတွေကိုကြတော့ဒါရှင်ဖြစ်နေတာဖြစ်တဲ့အတွက်နော်ငါသာလှုပ်ချွေးလို့စားရတာ ငါသာနော်ထားသလိုနေငါတို့ထားသလိုနေအဆရှိသည်ပေါ့ဗျာသာရှင်ဆိုတဲ့အတိုင်းနော်ငါသာထားခင်နေခဲ့ရမယ်သူဆိုတဲ့နော်မမိသမီးလို့ကိုချင်းမစားပင်နဲ့ဆက်ဆံတဲ့သူတွေကများပါတယ်နော်ဒါကြောင့်မလို့ရောက်ခမာတွေကြောင့်မေးသာသမီးတွေရဲ့အင်ထောင်ရေးပြရတာလည်းများရရှိတယ်ဒီစကားကိုကြည်ချင်အပြည့်ညညာယူကြပါမိမိမှာအဆင်မပြေဘူးနဲ့ခုလိုမျိုး အချစ်ကိုပဲဦးစားပြီးပြီးတော့အင်ထောင်ပြုလိုက်ပြီးဆိုရင်မိမိတို့မွေးလာမယ့်အသားသမီးတွေလည်းဘလောက်ထိဒုက္ခရောက်လဲဆိုတော့ဒီဇာခါကိုကြည်ကြာပြီ တင်ကန်းစာယူကြပါနော်ဦးနဲ့ရထားတဲ့ကိုဝင်ရှိပြီတဲ့မရင်ငယ်နဲ့ဒီဟာဦးနဲ့ကိုတိုက်ခမ်းမှာပဲခက်ခက်မှာနဲ့သူ့ရဲ့အမတို့ကတဲ့ပဲမိတဲ့အချိန်မှာဒီဟာဦးကတော့သူ့ကိုသူ့အပြော်ထားတဲ့မရင်ငယ်ကအခုလိုမျိုးလှုပ်လိုက်ပြီးဆိုတာချက်ချင်းပဲမရင်ငယ်ရဲ့ရုပ်မှမှုတွေကိုတိလိုက်ပဲမယ်ပေါ့နော်ဒီဟာဦးကပါမောက်ကိုလှုပ်လို့မရတော့ဘူးအဲ့နုံနဲ့မှနစ်သွားပြီဖြစ်တယ် အစိုးဆုံးအခြေအနေကတော့မရင်ငယ်တွေရဲ့လောက်ရပါနော်မရင်ငယ်တွေဟာဝိုင်းရှင်ရှိမန်းသီးရဲ့သားနဲ့အမျိုးသားတွေကိုတွားရောက်ပတ်သက်တယ်နော်ပတ်သက်ပြီးတဲ့အခါမှာလည်းလွယ်လွယ်နဲ့မပြီးဘူးနော်ဂုံဝင်ယူလိုက်တယ်နော်ခလေးယူလိုက်တယ်အစားရှိသူဖြစ်မျိုးစုံအဲ့ဒီယောက်ျားကိုအပိုင်သိမ့်ဖို့အတွက်စူးစမ်းကြတယ်လှုပ်ကြတယ်ဆိုတော့အင်မတန်မှယွန်းရှာဖို့ကောင်းပါတယ်ဒီစကားမှာတော့အခြေအနေကလုံးဝထိန်းလို့မရတော့ဘူး တီဟာဦးဟာသူမိမကိုစိတ်ဆူလို့သူမိမကိုစိတ်နာလို့เนาะခဏသာပျော်ရှင်မှုအတွက်ဆိုပြီးလှုပ်လိုက်တာကအခုလိုမျိုးအဲ့ဒီနုံတွေကနေလုံးဝကိုယုံထက်လို့မရဘူးပြီးတဲ့ခါကျတော့တီဟာဦးရဲ့အမားကလုံးဝလုံးဝကိုခလွတ်ပေးနိုင်စရာအကြောင်းမရှိတဲ့အမားမျိုးဖြစ်သွားပါပြီဒါကြောင့်မလို့ပြည်သက်တွေမျောလင့်နေကြတဲ့အတိုင်းတီဟာဦးရဲ့ခက်ခဲမှားရဲ့သားလေးပြန်ဆုံမဲ့နေတွေကတော့ ရောက်ရှိလာခဲ့ပေမဲ့ဒီဟာဦးရဲ့အမားတွေကနောက်ပြန်ဆုတ်လို့မရတော့တဲ့အမားဖြစ်နေတာကြောင့်ကြားထဲမှာမရင်ငယ်ကဘာကုန်းရှိနေတာဖြစ်တဲ့အတွက်အမားတွေကပူပူဆူးသွားခဲ့ပြီလည်းဖြစ်ပါတယ်။တစ်ဖက်မှာလေမနေရဲ့ဇာရိတာတွေကပေါ်လာပါပြီ။ဒါကြောင့်မလို့ပြောတာအပြောချိုးတဲ့သူတွေကိုမယုံနဲ့တဲ့နော်။တကယ်ကိုခက်ခဲလာတဲ့အချိန်မှာသူတို့ရဲ့ဇာရိတာအမှန်တွေကပေါ်လာတတ်တယ်။မနေရဲ့ဇာရိတာအမှန်ကပေါ်လာပြီ။ ဒါကြောင့်မလို့ဒီဇကာကိုကြီးချင်းအဖြစ်တချို့ကတော့အပြောမချူပဲမဲ့အဖက်ဖက်မှာမှန်အောင်နေနေတဲ့เนาะမှန်အောင်နေရင်းနဲ့မှာအခုလိုမျိုးတခုပြီးတခုဒုက္ခတွေခံနေရတယ်ခက်ခဲမှာတော့ဇန်နာနေကြပြီလေဖြစ်ပါရဲ့ဗျာခက်ခဲမှာနေဒီဟာဥကတော့ပြန်လဲအဆင်ပြေဖို့တော့လုံးဝလုံးဝမဖြစ်နိုင်တော့ပါဘူးခက်ခဲမှာသေဆုံးတဲ့အချိန်မှာဒီဟာဥကနောင်တရလေနောက်ကျသွားခဲ့ပြီလေဖြစ်ပါရဲ့ဗျာ ။မြေထုနိုင်ရဲ့မိုးပြပြမောင်ရဲ့အမောင်ပဲချမ်းကိစ္စတွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝလည်းအောင်းအောင်းကြရပါရီ။မြေထုနိုင်ကတော့သူမိမကိုအရန်ချစ်တတ်တဲ့ယောက်ျားဆိုပြီးတော့နော်သူကတိုင်းသမားဖြစ်ပေမဲ့မိမကိုတော့အရန်ကြောက်တတ်တဲ့ယောက်ျားဆိုပြီးတော့ချစ်တတ်တဲ့ယောက်ျားဆိုပြီးတော့ online ပေါ်မှာသင်စားခံနေရတဲ့အချိန်မှာပဲသူနဲ့ဇက်ကပေါင်းအကား300ကျော်လောက်ရိုက်ကူးခဲ့တဲ့မိုးပြပြမောင်နဲ့အိယဘောကကိစ္စရီပြန်နှံ့လာတာဖြစ်တဲ့တော့တနိုင်ကလုံးဝပြဿနာကြီးအောင်အိုကေရပါရီ ဦးရင်းကမိုးပြပြမောင်ကိုအင်တာဗျူအာတွေကနေထူးနိုင်တဲ့ဇာတ်ကားတွေဘာကြောင့်မရိုက်တော့တာလဲဆိုပြီးတော့မေးမြန်းကြေကြရမှာမိုးပြပြမောင်ကကိုနေထူးနိုင်ရဲ့သူ့တဘွားတသက်တာလုံးမှာအမှုပညာနဲ့ပတ်သက်ပြီးတော့သူ့ကိုအမြဲတမ်းဆွဲတင်ပေးခဲ့တယ်။သူနဲ့ကားတွေအများကြီးရိုက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့အခုကိုနေထူးနိုင်တဲ့ဇာတ်ကားမရိုက်ရတဲ့အကြောင်းရင်းကတော့ကိုနေထူးနိုင်ကမင်းသမီးတယောက်ကိုစကားတကားအတွက်ငါးသိန်းပဲပေးလို့ပဲဖြစ်ပါတယ်တဲ့။သူကနေထူးနိုင်နေရရင် ငါသိမ့်ပဲရတာပေါ့ဗျာနေထူးနိုင်ကမင်းသမီးတွေကိုနော်ဒါအများကြီးပတ်စံအများကြီးမပေးရတဲ့အကြောင်းရင်းရှိတယ်အဲ့ဒါကတော့နေထူးနိုင်ဟာဇကတကရိုက်တဲ့အခါမှာမင်းသမီးမင်းသားတွေကိုပဲပုံအိုပြီးပေးတာမဟုတ်ပင်နဲ့အဲ့ဒီမှာပါဝင်တဲ့နော်ဆပ်ပိုဆိုင်ရန်ကအစားအကုန်လုံးကိုတန်းသူညီမျှပေးတဲ့စနစ်ကိုကျင်းသုံးချောင်းလင်းချသည်ရပါလိမ့်ဒါပေမဲ့တချို့ကတော့အခုလိုမျိုးမိုးပြပြမောင်ကနေထူးနိုင်တဲ့ဇကလုံးဝမရိုက်တော့တဲ့အကြောင်းရင်းကနေထူးနိုင်ရဲ့မိမအကြောင်းဆိုပြီးတော့ပြောဆိုနေကြပေဖြစ်ပါလိမ့် ုနောက်ပိုင်းမှာလေမိုးပြပြမောင်ရဲ့အရင်က OHD ပြန်ထန်တဲ့ကိစ္စကနေထူနိုင်တယ်ဆိုပြီးတော့ online ပေါ်မှာရေးတင်နေကြတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝ present တကလေးနေထူနိုင်ကသူ့မိမကိုတလောက်ချစ်တာအဲ့လိုမျိုးလုံးဝမဟုတ်ပါဘူးဆိုပြီးတော့ပြောဆိုမှုတွေရှိသလိုတချို့ကတော့တည်တည်ကြကြကိုနေထူနိုင်တဲ့စကားအကာပေါင်း300လောက်ရိုက်ကူးခဲ့တဲ့မိုးပြပြမောင်ဟာနေထူနိုင်နဲ့မပတ်သက်ဘူးဆိုတာကတော့မပတ်သက်နိုင်ဘူးဆိုတာကတော့ဒါလုံးဝမဖြစ်နိုင်ဘူးရိုက်ခွေးမှာအမြဲတမ်းစားသူလာသူနော် သွားလာနေကြတာနေထူးနိုင်တဲ့သူရဲ့ဇနီးအတူရှိနေတာထက်တောင်သူတို့မျိုးရဲ့ရိုက်ကွင်းအချိန်တွေကတော်တော်လေးကိုများပါတယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်